ာကွယ်ခြင်းကကုသခြင်းထက်ပိုကောင်းတယ်လို့ဆိုကြတယ်လို့ပဲမိမကောင်းဖြစ်မှစိတ်ကုသမှုမျိုးခံယူတာထက်ပုံမှန်လေးစစ်စစ်ပြီးဘာမရက် International ဆေးရုံမှာလိုအပ်တာတွေကိုဖြေရှာဖို့ကျမကရန်ကုန် International Medical Services ရဲ့ရုံးကိုရောက်နေပါပြီဘာမရက် International ဆေးရုံဆိုတာ အားလုံးသိကြတဲ့အတိုင်းပဲထိုင်းနိုင်ငံမှာရှိတဲ့နာမည်ကြီးဆေးရုံဖြစ်ပါတယ်။ Yangon International Medical Services ဆိုတာမြန်မာနိုင်ငံမှာ Babongrat International ဆေးရုံရဲ့တဦးတည်းကိုယ်စားလှယ်ဖြစ်ပြီး Yangon မြို့နယ်မြန်မာနိုင်ငံရဲ့အခြားမြို့ကြီးတွေမှာလည်း YIM ရုံးခန်းအခွဲတွေလည်းဖွင့်လှစ်ထားပါတယ်။ထိုင်းနိုင်ငံထိသွားပြီး Babongrat ဆေးရုံမှာဆေးကုသရရင်လည်းမကုသခင်တိုင်ပင်ဆွေးနွေးလို့ရတဲ့အချိန်ကစလို့ကုသနေစေရော ကုသပြီးစီးသွားတဲ့အခါမှာပါအချိန်တွေ YIM ရုံးခန်းရဲ့ဆရာဝန်နေနဲ့ယောဂရဲ့အကြောင်းအသေးစိတ်ကစားဆွေးနွေးလို့ရတော့ပိုပြီးစင်ကြရပေါ့အခုလို့ YIM ကအဆအဆရရတာဝန်ယူဆောင်ရပေးနေတာ2006ခုနှစ်ခရီးရဖြစ်ပါတယ် YIM နဲ့ Babon Bread International စေယုံလို့ပူးပေါင်းပြီးမြန်မာနိုင်ငံကလူနာတွေအဆင်ပြေချွတ်မွေသွားအောင်လို့ရန်ကုန်မှာပြီးပြည့်စုံသောဝန်ဆောင်မှုတွေရရှိနိုင်တဲ့ Babon Bread Clinic ရန်ကုန်ကိုလည်းဖွင့်ထားပါတယ် ခုဆိုလို့ရှိရင်ဘန်ကောက်ကိုရောက်ပါပြီ။လေးစိတ်မှရှိတဲ့ PIH ရဲ့ check-in counter လေးမှာ shuttle bus ဖြို့အတွက် check-in လေးလုပ်လိုက်ပါအောင်မယ်နော်။ဘာပုံပြလူနာရေဆိုလို့ရှိရင်ဒီကောင်တာလိုက်ဖို့ပြင်မယ် shutter bus ကိုပြင်ဆင်ပေးထားပါတယ်။ဟိုတယ်ကဆေးရုံနဲ့ဝေးနေတယ်ဆိုရင်တော့ကို့အစီအစဉ်နဲ့ကိုသွားလို့ရပါတယ်။ဒါကတော့ YIM Mega Office မှာဆေးရုံရဲ့အနောက်ဖက်ဆွာဝဲမှာရှိတော့လူလီသင်းရှိဝယ်ဆောင်ပေးနိုင်ပါတယ်။ ဆေးဘက်ဆိုင်ရာနှိမ့်နိုင်ဆောင်ရွက်တဲ့အခါမှာကုညီပေးဖို့အတွက်မြန်မာဆရာဝန်တွေလည်းရှိပါတယ်။ထိုင်းနိုင်ငံအတွင်းဆေးဝါးကုသမှုခံယူနေစဉ်အတွင်းမှာလည်းဆေးရုံရဲ့အနီးအနားတစ်ဝိုက်မှာရှိတဲ့ hotel တွေ apartment တွေကိုငားရမ်းပေးတဲ့ဝန်ဆောင်မှုတွေကိုလည်းပြုလုပ်ပေးနေပါတယ်။ဒါပြင်လေရင်လက်မှတ်အသွားပြန်တွေကိုလည်းစီစဉ်ပေးထားတော့ဆေးကုသမှုနဲ့ကျန်းမာဖို့အတွက်ပဲအာရုံစိုက်ထားနိုင်တာပေါ့။နိုင်ငံတကာအစ်မီဘာဘွန်ဘရက်ဆေးရုံများကမ္ဘာအစ်မီ ကျမရေးဆောင်ရှောက်ကူတာမှုတွေနဲ့လူနာအတိတ်ကဥစားပေးဝန်ဆောင်မှုတွေကြောင့်နာမည်ကြီးတဲ့ထိုင်းနိုင်ငံရဲ့ပထမဒန်းဆိုင် Take Dance ရုံတစ်ခုဖြစ်ပါတယ်။ဒီဆေးရုံကြီးကအရှိတောင်အရှမအကြီးမားဆုံးသောဆေးရုံများထဲမှာတစ်ခုအပါအဝင်ဖြစ်တယ်လို့ American Cheese Site GCI အဖွဲ့မှအတိမတ်ပြုခြင်းကိုရရှိထားရဲ့အာရှရဲ့ပထမဦးဆုံးသောဆေးရုံကြီးလည်းဖြစ်ပါတယ်။လူနာအတိတ်ကဥစားပေးဝန်ဆောင်မှုဆိုတဲ့နေရာမှာဆေးရုံမှာဆေးကုသနေစဉ် ာသာစကားခက်ခဲမရှိအောင်မြန်မာဘာသာပြန်ဝန်ဆောင်မှုတွေရှိတဲ့အပြင်မြန်မာနိုင်ငံသားဆရာဝန်တွေလည်းရှိလာဆိုတော့ဘာသာစကားအခက်ခဲတွေလုံးဝလုံးဝစိတ်ကူးစရာမလိုဘူးနော် Visa extension လုပ်ဖို့လိုအပ်လာခဲ့လို့ရှိရင်လည်းဘာဘုံရက်စရုံပဲမှာစီစဉ်ဆောင်ရွက်ပေးတာဖြစ်လို့လွယ်လင့်တကူ Visa extension ကိုရရှိနိုင်ပါတယ်။ဘာဘုံ Grab ဆိုတာလူသားများတွေကာကွယ်စောင့်ရှောက်ခြင်းလို့ဒီလေရပါတယ်။ ကျွန်မခုရောက်ရှိနေတာကတော့ဘာဘွန်ဂရက်ရဲ့ Moment Center ပဲဖြစ်ပါတယ်။မိရဲ့ယောဂာနည်းတားဖွာမိရဲ့ဆောက်ရှောက်မှုတိအမျိုးသမီးများယောဂအခြေအနေအမျိုးမျိုးတွေအစဉ်မြင်ကုသမှုများလောက်ဆောင်ပေးလည်းရှိပါတယ်။အမျိုးသမီးတွေမှာအသက်ရွယ်ပိုင်းခြားလိုက်မတူညီတဲ့ကျန်းမာရေးလိုအပ်ချက်တွေရှိပါတယ်။အဲ့ဒီထဲမှာမှာကင်ဆာယောဂါကိုပုံမှုအထူးသတိပြုဖို့လိုအပ်ပါတယ်ရှင်။ ကာကွယ်ခြင်းဟာကုသခြင်းတဲ့ပိုကောင်းတယ်ဆိုတဲ့အတွက်ကင်ဆာယောဂါဆိုတာစောစောတည်ပြီးစောစောကုသမယ်ဆိုရင်ကြောက်ကင်းမှုနဲ့သက်ရှိကျန်းမာဖို့အတွက်ပိုပြီးဖြစ်နိုင်ခြင်းများပါတယ်။ နောက်ကြမှသိရင်ကုသမှုနှောင့်နှေးနိုင်တာကြောင့်ဒီယောဂာကြီးကိုကိုယ့်ဘက်ကလက်ဦးမူရယူပြီးတော့နှစ်စဉ်ပုံမှန်ကျန်းမာရေးစစ်ဆေးချက်တွေပြုလုပ်ပြီးကင်ဆာအကျိတ်စစ်ဆေးခြင်းတွေပြုလုပ်တင်ပါတယ်။ဒါ့အပြင်ကျန်းမာတဲ့ဘဝနေထိုင်မှုကိုလိုက်နာနိုင်မှလည်းယောဂါဖြစ်ပွားနိုင်ခြင်းကိုရှင်းချနိုင်မှာပါ။ ာဘုံဂရက်မှာ2000ခုနှစ်ခရဲကအရှိတောင်အာရှရဲ့ပထမဆုံးဖြစ်တဲ့ Vital Life လို့ခေါ်တဲ့သက်ရှိကျန်းမာခြင်းဆိုင်ရာစင်တာကိုဘန်ကောက်မှာဖွင့်လှစ်ထားတာဖြစ်ပါတယ်။ဒီဖွင့်လှစ်ထားတဲ့25နှစ်သက်တမ်းအတွင်းမှာလည်းဂုံတရင်ကြီးမားတဲ့နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များစွာကိုလည်းရရှိထားပါတယ်။ ဒီ Vital Life Center ဆိုတာတက်ရှိကျန်းမာခြင်းနဲ့အလားပါဆိုင်ရာဝန်ဆောင်မှုများကိုရရှိနိုင်တဲ့နေရာပဲဖြစ်ပါတယ်။ဒီစင်တာမှာကိုရင်းအင်္ကာတို့ရဲ့လက်ရှိသက်တမ်းအစစ်မှန်ကိုစစ်ဆေးပေးနိုင်ပြီးဇီဝအသက်စစ်ဆေးခြင်း၊ဟော်မုန်းနဲ့ဗိုက်တာမင်ပမာဏတို့ကိုစစ်ဆေးပေးခြင်း၊အိုမင်းရဲ့ရောမှုကြောင့်ဖြစ်သက်သောမှန်ဉဏ်ချိုးရင်းခြင်း အဆုတ်ကင်ဆာနဲ့နှလုံးရောဂါစသဖြင့်အနာဂတ်ကျန်းမာရေးအန္တရာယ်နဲ့ဖြစ်နိုင်ခြင်းများကိုကြိုတင်ခန့်မှန်းစစ်ဆေးပေးခြင်းစသဖြင့်ကိုယ်ခန္ဓာကိုယ်အတွက်ကိုယ်တွင်းနာမကပြင်ပတွင်ပြင်ဆိုင်ရာပြန်လည်တက်ဝင်ကျန်းမာခြင်းများကိုရရှိစေဖို့ကူညီပေးပါတယ်ဒီနေ့လဲကျွန်မ Vitalite မှာဟော်မုန်းသက်ဆောင်တဲ့ Vitamin တွေစစ်ဆေးဖို့လာခဲ့တာပါ ဒီမှာ Netflix တို့ Spotify တို့လိုပဲနှစ်စဉ် subscription ယူလို့ရတဲ့အစီအစဉ်လည်းရှိပါတယ်။ one year subscription program vital လို့ခေါ်တဲ့တက်ရှိကျမ်းမာခြင်းအစီအစဉ်ပေါ့တက်ရှိကျမ်းမာဖို့အတွက်ဆိုရင်တစ်ခေါက်ထင်းနဲ့မလုံလောက်ဘူးလေအမြဲအစဉ်တစိုက်ထင်းကြီးပြုပြင်မှုတွေလုပ်ရမှာပေါ့ဒီ vital program ဟာဆိုရင်ဆရာဝန်တွေဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့ကျမ်းမာရေးနည်းပြတွေစီကနေကျမ်းမာရေးဆောက်ရှောက်မှုများကိုတစ်နှစ်ပတ်လုံးအနီးကပ်ရရှိနိုင်ပါတယ် ပြီးတော့မိမိရဲ့ကျန်းမာရေးဆိုင်ရာအချက်အလက်တွေဖြစ်တဲ့နေစဉ်လှုပ်ရှားမှုနှလုံးခုန်နှုန်းအိပ်စက်မှုမှတ်တမ်းဒါတွေကိုမှတ်တမ်းယူရဲ IOT လို့ခေါ်တဲ့ Apple Watch လိုမျိုးကျန်းမာရေးအထောက်ကူစက်ပစ္စည်းတွေနဲ့ဒီ program ထဲမှာချိတ်ဆက်နိုင်တာမို့လို့ကိုယ့်ရဲ့ကျန်းမာရေးအချက်အလက်တွေပေါ်မူတည်ပြီးတက်ရှိကျန်းမာအောင်ဆရာဝန်တွေကျန်းမာရေးကျွမ်းကျင်ပညာရှင်များကတစ်နှစ်ပတ်လုံးစောင့်ရှောက်ပေးမှာပဲဖြစ်ပါတယ် တစ်နှစ်ပတ်လုံးအစီအစဉ်မို့လို့အမြင်လာစရာမလိုပါဘူးနော်ကိုပေးနိုင်တဲ့အချိန်စရာပေါ်မူတည်ပြီး program ကိုလည်းဒီဇိုင်းဆွဲပေးပါတယ် international client တွေအတွက်လည်းတစ်နှစ်မှာနှစ်ခေါက်လောက်ပဲလာရင်လုံလောက်တာမို့ကျွန်내ရဲ့ချေကိုပြန်လည်ပြသတဲ့အခါမှာလည်း telemedicine လို့ခေါ်တဲ့ online ကနေဆွေးနွေးတဲ့နေလမ်းကိုအသုံးပြီးအလွယ်တကူဆရာဝန်တွေနဲ့ဆွေးနွေးတိုင်ပင်နိုင်တယ်လေ။ကောက်ွယ်ခြင်းကကုသခြင်းထက်ပိုပြီးကောင်းတာနော်။သက်ရှိကျန်းမာလှပတဲ့ဘဝကို ဘာဘွန်ဂရက်နဲ့ရှောက်လန်းလိုက်တော့နော်